တချို့ကလည်းတခါကြီးဒီမှာကြီးဒီကိုလုံးရမဲ့တန်ခါနဲ့ပတ်သက်တဲ့အကြောင်းညာဖះရနဲ့ပတ်သက်တဲ့အကြောင်းညာတဲ့ကိုဥဆောင်ပြီးလှုပ်လိုက်တယ်လှုပ်တော်လဲပဲအဲ့ဒီမှာရလာတဲ့အကျိုးမြတ်တွေကိုကိုယ့်ရဲ့ကိုကျိုးအတွက်ကိုသုံးလိုက်တော့ဟုတ်ပြီဒီဘွားမှာကတော့နော်ဒီခါကြီးဒီမှာကြီးဒီကိုသုံးလိုက်တာကိုဘယ်သူမှမသိပေမဲ့အပယ်လေးပါးမှာတော့အကြီးကျယ်ဆက်ရလိမ့်မယ်ဗျတချို့အဲ့ဒီလိုလှုပ်တဲ့ပုံကိုယ်တွေနော် ဒီဘဝမှာကအကြီးကျယ်စီးပွားရေးတွေယိုယွင်းပြီးတော့မှလုံပါပါလုံပါပါယောဂအနာတရားတွေရပြီးတော့နောက်ဆုံးအเจ้าမလာတော့ဒီဘဝဝင်သွားတာတွေအများကြီးတွေ့ဘူးတယ်ဗျမရှိဘူးလားဗျအဲ့ဒါကြောင့်ဖရာပစ္စည်းငရေမီသုံးနီးအလွန်ခက်တန်ခါပစ္စည်းအစိတ်တီစားနီးအလွန်ခက်တဲ့တခါကြီးတခါမကြီးတွေအဲ့တော့ဝေယဝိဇ္ဇကုသိုလ်ရှင်တွေဆိုတာကတန်ခါတော်တွေသုံးပြီးလို့ရှင်သုံးကောင်းပါလေဗျသုံးလို့မရဘူးလားဒါပေမဲ့ယောဂီတို့သုံးတဲ့နေရာမှာ တန်ဂိကပစ္စည်းတွေတချို့တွေကြတော့တန်ဃာတော်ရဲ့ပစ္စည်းတွေတန်ဃာတွေကိုမပန်ကြဘဲနဲ့ကိုစိတ်တိုင်းကြကိုသဘောနဲ့ကိုအိမ်တည်တာတွေလောကမှာရှိကြတယ်ဗျမရှိဘူးလားဗျအဲ့ဒီအရာတွေပိဆက်ရတာအလွန်ကြောက်ရွံ့ကောင်းတယ်ဗျကြောက်ဖို့မကောင်းလားဗျအဲ့ဒီလိုအပြုမူတွေကိုတော့ယောဂီတို့ဦးစင်းတို့အထူးတတိထားပြီးရှောင်ရမယ်ဗျမရှောင်ရဘူးလားဗျယောဂီတို့တန်ဂိကပစ္စည်းတွေဆိုတာကတန်ဂိကကိုလူထားတဲ့ပစ္စည်းကိုယောဂီတွေ ကျောင်းတိုက်ဆရာတော်ကသူ့စိတ်တိုင်းကြလှုပ်ချင်တယ်လို့လို့မရအောင်ရရလားဟာလာတာငါကပဲဆိုပြီးပေးချင်တယ်ပေးလို့မရဘူးဗျနောက်တစ်ခါကြီးတော့မရည်တန်ကြီးကပစ္စည်းကိုသွားပြီးသူလှုပ်ချင်တယ်လို့လို့မရအောင်ဗျရရလားအဲ့တော့တန်ကြီးကပစ္စည်းကိုကျောင်းတိုင်းဆရာတော်ကိုနိုင်တော်မှလှုပ်ချင်တယ်လို့လို့မရတဲ့ကိစ္စမှာတချို့ဒကာဒကမတွေမသိတော့အဲ့ဒီတန်ကြီးကပစ္စည်းတို့အလွဲသုံးစားလှုပ်လိုက်မယ်ဆိုရင်မခံရဘူးလားဗျအလွန်ကြောက်ရွံ့ကောင်းတယ်နော် ြောက်ဖို့မကောင်းလားဟုတ်တချို့တွေယောဂီတွေကြောင်းတိုက်တွေသွားကြပြီးတော့မှယောဂီတွေကိုလှုပ်လက်တဲ့ဝေယဝဆတော့အနှဲငယ်လှုပ်တာတော့ရှိပါလိမ့်မယ်တန်ဃာတွေဥဖျားဖျားမကတ်ခင်မှာကိုယ်အတွက်ဆိုပြီးတော့မှသူသိမ့်မိလိုက်ရင်တော့အဲ့ဒီအပြစ်ကတော့တအားကြီးတယ်ဗျာကိုလည်းဘာမှပြေဆုံးသွားတာမဟုတ်ကိုလည်းဘာမှဝါလိုက်တာမဟုတ်နောက်တစ်ခါကြီးတော့မကြီးတယ်အဲ့ဒါအပင်မှာပေးစားရရင်တော့ယောဂီတွေကဘာနဲ့ချီခံရမှာကြောက်ရရကြီးဗျာ အဲ့ဒါကြောင့်ယောဂီတွေဒီလိုအပြစ်မျိုးတွေရှိခဲ့မယ်ဆိုလို့ရှိရင်ဘာနာစားအနေနဲ့ပြန်ပြီးဆက်တဲ့နယ်ဗျဘာနာစားဆိုတာတခြားဩငါတခြင်းတော့မတိလို့ငါရဲ့ညာနေနှုသေးလို့တန်ကြီးကပစ္စည်းတွေငါသုံးမိတယ်အဲ့ဒီအပြစ်တွေကြေပါစေတော့ဆိုပြီးတော့မှကိုချွေးနှဲစံနဲ့ပြန်ပြန်ပြီးတော့မှအဲ့ဒီတန်ကြီးကပစ္စည်းကိုဘာနာစားပေးတဲ့နယ်ဗျဆက်တဲ့နယ်ဗျအဲ့ဒီလိုမလုပ်ဘူးဆိုရင်တော့ဒီဖြစ်ကမကျေနပ်ဘူးဗျကျေနပ်ပါမလားဟိုဦးတော်တော်ဆရာတော်ကြီးလက်ထက်တုန်းက ဆရာရကြီးညိုလို့ဒကာဒကမတွေလာလာလူကြတယ်အဲ့ဒါကိုဆရာရဲ့အနိကတကာကဘာလို့တလဲဆိုတော့အခုပစ္စည်းတွေရောက်တယ်ညနေဆိုသူ့အိမ်ရောက်ပြီနောက်ဆိုအဲ့ဒီပစ္စည်းနဲ့ကုံစုံဆိုင်ဖွင့်ပလိုက်တယ်ဗျာပြီးရောနောက်တကာကြီးကမှရတယ်အဲ့ဒီကုံစုံဆိုင်ဖွင့်လိုက်တော့မကြောက်ဘူးဒီမှာဘာဖြစ်လာလဲဆိုတော့တန်ပြူဆွက်ကတ်လာပြီဒီတကာချက်ချင်းသူညံမီသွားတယ်ဗျဟာငါတေးချပြီဆရာတော့ပစ္စည်းတွေကငါဒီလိုလှုပ်လို့ဆုံးမှာ ချက်ချင်းဆရာလေးကိုသွားပြီးတောင်းပါနဲ့တောင်းပါနဲ့တော့သူ့ယောဂပြပြောက်သွားတယ်ဗျနောက်တခါကြီးကမကြီးတယ်အိတ်ပျော်သွားပြီလားဆရာကြီးတွေကတော့ပျော်သွားပြီနော်အဲ့လိုဆိုတော့တခါကြီးကမကြီးတို့ကြောက်ဖို့မကောင်းဘူးလားနောက်တခါကြီးကမကြီးတယ်အပြစ်ကအလွန်ကြောက်စရာကောင်းတယ်အဲ့ဒါကြောင့်မဟုတ်တာလည်းမလုပ်ပြီးပိုသိရေးကြီးတယ်ဗျ